ဒီသူတို့ဒီရန်နေသူဆက်ခွာဖို့အတွက်သူတို့လူကြီးဆန်ကသူတို့နည်းဆန်နှပြကြတာပေါ့ဒီနည်းနဲ့ဆန်နဲ့ဆန်မှမြင်မှာအဲအဲ့ဒီခြေနေကိုကိုရိုရန်ကဒီတောင်ဝင်စီတဲ့အရာရှိတယ်ပေါ့သူတို့ကနေပြီးတော့ဟိုဒီကနေတဲ့နေရာကိုပြန်သွားဖို့သူတို့အကောင်းဆုံးဖြစ်အောင်ဟိုပြောခဲ့တယ် ပြောခဲ့ပြီးတော့သူကနည်းနည်းလေးဟိုတစ်ဖက်တစ်ဖက်ဟိုသာနားလည်မှုလွဲပြီးတော့မှယူရေးစားကလည်းနည်းနည်းလေးဖြစ်သွားတော့ပါကျန်တော့ဟိုထိုးတာချက်ကြတော့မရှိပါဘူးဘုတ်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 အဲ့မှာစီးတဲ့တာဝန်ခံကိုကျွန်တော်တို့ကနေပြီးတော့ဒီကနေပြီးတော့ညွန်ကြားပြီးတော့ဟိုသူတို့ကိုကျွန်တော်တို့မြန်မာနိုင်ငံနေနေကြရင်မြောက်ဒီမျိုးယူယူပြန်လဲဖို့အတွက်ကိုဒီမြန်မာ မြန်မာ immigration နဲ့ရဲရဲဌာနကိုကျွန်တော်တို့ဒီလိုခေါ်လဲ။ဟိုဥစားပေါ့။ဟိုသူတို့တင်နေခွင့်တင်ပြီးတော့ကျွန်တော်တို့သူတို့တက်ဆိုင်ရတန်ယုံတွေကိုပြန်လဲကိုဆောင်မှုတက်ကိုကျွန်တော်တို့တရားနားလဲသွားဆင်ပြပြီးမှသူတို့တရားလေးနောက်မယ့်အောင်ဆင်ပြပြီးမှဟိုတရားလေးပြောရပါတယ်ခင်ဗျ။လက်တော်ကနေနေတဲ့အခြေအနေတွေ။ဒီလက်တော်ဒီဒီငားရဲ့အတွင်းမှာတော့ဟိုထပ်မပြီးဒီချိန်မျိုးဟိုမဟာဒီဘုရားကိုလည်းတရားလေး ဟိုဗီဒီယိုတိုင်းပြောရပါမယ် No fight!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  Okay, ဒီဒီပြစ်တင်လဲဒီဥစားဖြစ်လို့ပါဟိုဟိုကျွန်တော်ဘက်ကလေဒီမှာဟိုဖန်ဆစ်စားကလည်းဒီဒီပြစ်တင်နဲ့ပြီးတော့ချက်ချင်းတို့ဒီနေကြနေကြတော့ရှောက်ပါတော့ဒီဖုတ်ဖတ်ရှောက်မှာဟိုရေကောတက်ကောပြစ်ချလာတော့ပါတော့အဲအဲ့ဒါနဲ့တော့ဆီလူကြီးတွေနဲ့ ဒီကျွန်တော်ကျွန်တော်ဒီကတာဝန်ရှိတဲ့လူကြီးနဲ့ဖြစ်ဆက်ပြီးတော့ဒါတွေကိုထိုင်ထိုင်မဲ့ကောင်းလဲမရောက်ရှိဖို့အတွက်ကိုစာစီပြီးဖို့အတွက်အဲသူတို့ပဲတောင်းဆိုလာလို့ကျွန်တော်တို့တန်တဲ့နိုင်ငံပူးပေါင်းပြီးတော့ဆောင်ရွက်ဆောင်ရွက်ပေးပါတယ်ခင်ဗျ ိုင်းမြန်မာနယ်စပ်မှာလက်ချီပိတ်မိနေတဲ့ကြားဖြတ်ဝန်ထမ်းဟောင်းနိုင်ငံသားနှင့်95ယောက်ဆန္ဒပြအီသီယိုးပီးယားနဲ့အာဖရိကနိုင်ငံတွေကအများစုဖြစ်လာနဲ့ချီပြီးထိမ့်သိမ်းခံထားရပြီးတဲ့နောက်ထိုင်းမြန်မာနယ်စပ်မှာပိတ်မိနေပြီးကြားဖြတ်ငွေလိမ်လုပ်ငန်းတွေနဲ့ဆက်ဆက်မှုရှိခဲ့တဲ့နိုင်ငံသားနှင့်95ဦးလောက်ကမကြေမနက်ဆန္ဒပြခဲ့တယ်လို့သိရပါတယ် အာဖရိကနိုင်ငံတွေကအများစုဖြစ်တဲ့နိုင်ငံသား295ယောက်ဟာကြားဖြတ်လုပ်ငန်းတွေကနေခေါ်ထုတ်လာတာခံခဲ့ရပြီးတဲ့နောက်ဒီမိုကရက်တစ်ကရင်ကျိုးပြတဲ့ DKBA ရဲ့ထိန်းချုပ်နယ်မြေမှာနှစ်လကျော်ကြာအောင်ပိတ်မိနေကြတာဖြစ်ပါတယ်။ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က AP 73ရက်နေ့မှာမြန်မာဘက်ကကြားဖြတ်ဝန်ထမ်းဟောင်းနိုင်ငံသား295ယောက်ဟာနေဆက်မြစ်ဖြစ်တဲ့တောင်ရင်မြစ်တစ်လျှောက်မှာဆန္ဒပြပြီးနေရပြန်လိုတယ်လို့တောင်းဆိုခဲ့ကြတဲ့အကြောင်းပြောပါတယ်။ အများစုဟာအီသီယိုးပီးယားနိုင်ငံသားတွေဖြစ်ပြီးတခြားအာဖရိကနိုင်ငံတွေရဲ့နိုင်ငံသားတွေလည်းပါဝင်နေလို့ထိုင်းနယ်ခြားဆောင်အရာရှိတွေကပြောပါတယ်ဆန္ဒပြမှုဖြစ်ပွားတာဟာကရင်ပြည်နယ်ရဲ့မြဝတီမြို့နယ်တဲကတိုင်ရှင်တလူခေါ်တဲ့ဧရိယာမှာဖြစ်ပြီးထိုင်းနိုင်ငံတပ်ပြည်နယ်တဲကဖော်ဖျားခရိုင်တစ်ဖက်ကမ်းမှာရှိပါတယ် ဆန္ဒပြမှုတွေအတော်အတွင်းအဲ့ဒီနိုင်ငံသားတွေဟာထိုင်းဘက်ကိုဝင်ရောက်ဖို့ကြိုးစားခဲ့ပြီးထိုင်းစစ်တပ်နဲ့နေကြားဆောင်အရာရှိတွေကလုံခြုံရေးတင်းကျပ်ဆောင်ကြည့်ခဲ့ရတယ်လို့ဆိုပါတယ်ပြီးတော့ဆန္ဒပြတဲ့နိုင်ငံသားတွေကို DKBA တပ်သားတွေကလက်နက်တွေနဲ့ချင်းချောက်ခဲ့ပြီး နှစ်ဖက်ကြားပဋိပက္ခတွေပောက်ကွဲထွက်လူမတက်တင်းတင်းမာမာဖြစ်ခဲ့ကြောင်းသိရပါတယ်။နိုင်ငံသားတွေကသူတို့ကိုနေရက်ပြန်ခေါ်ရေးကိစ္စမှာထိုင်းနိုင်ငံကတန်ယုံတွေနဲ့ညှိနှိုင်းမှုတွေနှစ်လကျော်ကြာမြင့်လာတဲ့အပေါ်တီးမခံနိုင်ဖြစ်နေတယ်လို့လည်းပြောပါတယ်။ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေကတော့တရားမဝင်နေဆက်ဖြတ်ကျော်ဝင်ရောက်မှုတွေရှိမလာနိုင်တာတေချာစေဖို့အတွက်နေဆက်လုံခြုံရေးကိုတင်းကျပ်ထားခဲ့တယ်လို့ကြေညာပါတယ်။ထိုင်းအာဏာပိုင်တွေရဲ့အဆိုအရကြားဖြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်တွေမှာ နိုင်ငံသားတွေကိုနေရက်ပြန်ပို့ရေးအစီအမံတွေလည်းပါဝင်တယ်လို့စုစုပေါင်းလူ8000ကျော်လောက်ကိုဇာတိနိုင်ငံအသီးသီးစီပြန်လွှဲပေးပြီလို့ဆိုပါတယ်။